င်နဲ့ဝင်းနေတဲ့အင်လွှတ်စာပရိသတ်လေးတွေရဲ့မင်္ဂလာပါနော်ဒီတစ်ပတ်ရဲ့အင်လွှတ်စာစီစဉ်လေးမှာတော့အိမ်မှာလွယ်လွယ်ကူကူလုပ်စားလို့ရတဲ့ငပြိုင်ချက်လေးချက်ပြီးတော့မုတ်ဖက်လေးနဲ့တုပ်ပါမယ်နော်မုတ်ဖက်တုပ်ကိုငါးပြုတ်လေးနဲ့တွဲစားမယ်ပေါ့နော်မပြားရည်ချက်ကိုတော်ဝင်မှာတော့ပီးရဲဂျိုလို့ခေါ်ကြပါတယ်။မပြားရည်စီချက်လေးနဲ့ချက်တာကတမျိုးရဲ့ပြီးတော့ငပြားရည်အစိမ်းကိုချစ်သွန်လေးနဲ့တုတ်တာတမျိုးနှစ်မျိုးတုတ်ပြီးတော့စားပါမယ်ရှင်။မုတ်ဖတ်တုတ်ဖို့အတွက်ပောင်ပစ္စည်းလေးတွေကိုအစင်းသိမ့်ပြင်ထားပါရှင်။ဒါကတော်ဝင်ကထွက်တဲ့ငပြားရည်ပါရှင်။ မပြာရည်ကျန်းလို့လည်းခေါ်ကြပါတယ်။ငါပြုတ်ထည်ထင်မဲပုံကြီးပါရှင်။ဒါကငါပြာရည်ချက်မှာထင်မဲမကြီးနေလီပါရှင်။ပစွန်ချကိုရည်စီထားပါတယ်။ကျတုန်ဤစပလင်ငယုတ်သည်တမယာသည်နနံပင်ကိုလည်းရေးစီထားပါတယ်ပြုံးမင်ငါကိုရောနှစ်ပိုင်းပါမိရောစအရသာမုံနေနှစ်ထားပါတယ်အရင်ဆုံးကျတုန်ဤလီပါမယ်ကဲငါပြုတ်တွေထဲမဲ့ကျတုန်ဤကိုလေးစိတ်စိတ်မယ်ပြီးရင်တော့စီတပ်ဖို့အတွက်ကကျတုန်ကိုမထူမပါလေးလီပါမယ် ထည့်ထည့်ဖို့အတွက်ပပလီပါမယ်ကဲချစ်ဆုံးလေးပြင်တော့ဆဗလင်းလေးမယ်ပြီးရင်တော့တမယာသီးလေးလေးပါမယ်အတုတ်သေးသေးမယ်ငရုတ်သီးဆိုင်ကိုလည်းလီထားလိုက်ပါရယ်ပြီးရင်တော့နနပင်လေးလေးမယ်ထည့်ရမယ့်ပောင်ပစ္စည်းလေးအားလုံးကတော့လီးပြီးပြီဆိုရင်တော့ရေဆေးထားတဲ့ပစ္စုံချောင်းလေးကိုထောင်ပေးပါမယ်နော်ပြီးရင်တော့စီသက်ဖို့အတွက်ကိုငရုတ်သီး၆ထောင်မယ် ညသိညက်ပြီဆိုရင်တော့ကျွတ်ုံပြူထည့်မယ်။ပြီးရင်တော့ကျွတ်ုံနီလေးထည့်ပြီးတော့ညက်နေအောင်လို့ထောင်းပါမယ်ရှင်။မပြိုင်ချင်းသူ့ကိုတွယ်စီစုအောင်အရင်တည်ပါမယ်။စီစုပြီဆိုရင်တော့ထောင်းထားတဲ့ဟင်းအနှစ်ထည့်မယ်။ပြီးရင်တော့စနွေးမုံလေးထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်။စီကိုအများကြီးထည့်เสียရမလို့ဘောနော်စီတက်ဖို့ပဲဆိုတော့ပါရီစုံုံလေးထည့်ရဆိုရင်ရပါပြီရှင်ကျွတ်ုံလေးရေမွေးလာပြီဆိုရင်တော့ထောင်းထားတဲ့ပစုံချောက်လေးထည့်ပါမယ် ပစုံချလေးထည့်ကျော်ပြီးရင်တော့ငပြားကြီးလေးထည့်မယ်နော်ရတာအတွက်ကဟင်းခတ်မုံနဲ့တခြားထည့်ပါမယ်။ငပြိုင်အနက်လေးကမွေးလာပြီဆိုရင်တော့မကြီးနှစ်လေးထည့်ပါမယ်။တမရရည်လေးထည့်မယ်ဆိုရင်လည်းရပါလိမ့်ရှင်။ ပြီးရင်တော့ရေချမ်းအီလီထင်မယ်ခက်ပြပြလေးနဲ့တုပ်စားမှဖြစ်လို့ရေနည်းနည်းလေးပဲထင်ပါမယ်ရှင်ရေလေးနည်းနည်းခန်းနေထီကိုချက်ပါမယ်ကဲဒီနေသားဆိုရင်တော့ငပြားရေလေးကချက်ပါပြီဒါဆိုရင်မိပိတ်ထားလိုက်မယ်နော်ငပြားရေချက်အနက်လေးကတော့မွေးနေရပဲရှင်ငပြားရေလေးရပြီဆိုရင်တော့ငပြားရေအစိမ်းကိုတုပ်ပါမယ်ငပြားရေတဲ့ကိုပပလီထားရေချက်တုံနေထင်မယ်အနက်လေးမွေးအောင်လို့ကချက်တုံပြူလေးထည့်ပါမယ်ပြီးရင်တော့လီထားတဲ့ငရုတ်ဒီစိမ့်ထည့်မယ် တက်မရရေးလေးညှစ်ထိမ့်မယ်။ပြီးရင်တော့နည်းနည်းပင်လေးပါထည့်ပါမယ်ရှင်။အရသာမုံနှင်းငယ်ထည့်ပြီးတော့အလုံးသမတောင်းလို့မှွေပါမယ်။ငပြိုင်အနက်လေးကတော့မွေးနေရပြီရှင်။ငပြိုင်တုံးလေးရပြီဆိုရင်တော့ငါပြုတ်ပါမယ်နော်။စုနေတဲ့ရင်ွေအိုးတဲ့ကိုငါထည့်မယ်။ပြီးရင်တော့ပအုံးရီထည့်မယ်။စနေမုံလေးအနေငယ်နဲ့အရသာမုံအနေငယ်ထည့်ပါမယ်။ပြီးရင်တော့လှီထားတဲ့စပလင်ထည့်မယ်။ ိနစ်နေငယ်ချာလို့၅ချက်ပြီဆိုရင်တော့အရသာညီကြည့်ပါမယ်နော်အရသာရပြီဆိုတော့မှလေးစိတ်စိတ်ထားရဲ့စစ်တုံနီကိုထည့်ပါမယ်စစ်တုံနီကိုကလေနူးနေအောင်မချက်ပဲနဲ့ဒီလိုမချက်တစ်ချက်လေးပဲချက်ပါမယ်ရှင်ငါပြုတ်လေရပြီဆိုတော့မိပိတ်ပြီးတော့စားဖို့ပြင်လိုက်ပါမယ်နော် ငပြိုက်အစိမ့်တုပ်လေးကလည်းရပြီငပြိုက်ချက်လီလည်းရပြီဆိုတော့မုတ်ဖတ်တုပ်ဖို့အတွက်အားလုံးစင်သစ်ဖြစ်နေပါပြီရှင်။ကဲဒါဆိုရင်တော့ငပြိုက်ရေးစိမ့်နဲ့တုပ်တဲ့မုတ်ဖတ်အရင်တုပ်ပါမယ်။မုတ်ဖတ်ကလေးထည့်ပါမယ်။ပြီးရင်တော့ငပြိုက်ရေးထည့်မယ်။ရင်သီးနော်မုတ်လေးနည်းနည်းချင်းမယ်။ပြီးရင်တော့သမရရေးထည့်ပြီးတော့သမတောင်းလို့နေလိုက်ပါမယ်ရှင်။ ငပြိုင်အနှံ့ကသင်းသင်းလေးနဲ့မုတ်ဖတ်တုပ်လေးကတော့မွေးနေရပါရှင်။အရသာမြည်ကြည့်ပြီးတော့လိုအပ်တာတွေထည့်ထည့်လို့ရပါတယ်။အရသာအဆင်ပြေပြီဆိုရင်တော့စားမယ့်ပုဂံလေးတွေကိုထည့်ပါမယ်နော်။အပေါ်ကပစွန်6လေးရဲ့တစ်တုံကျော်လေးနဲ့နန်းနံပင်လေးဖြူလိုက်မယ်။ ကဲချင်းငန်းဆက်အရသာလေးနဲ့မုတ်ဖတ်တုပ်လေးကတော့ရပါပြီရှင်။ဒါဆိုရင်ငပြားရည်ချက်လေးနဲ့ထပ်ပြီးတော့တုပ်လိုက်ပါမယ်နော်။မုတ်ဖတ်လေးတွေကိုငပြားရည်ချက်လေးထည့်ပြီးတော့တမတော်အောင်နေပါမယ်။အရသာမြကြီးကအချင်းကလိုနေရာနဲ့လေတမရရည်လေးညှစ်ထည့်လိုက်ပါရနော်။ချင်းငန်းဆက်အရသာနဲ့မုတ်ဖတ်တုပ်လေးနောက်တစ်မျိုးရပြီဆိုရင်တော့စားဖို့ပြင်လိုက်ပါမယ်နော်။ချစ်တော်ချော်နဲ့နက်နက်ပင်လေးထည့်မယ်။ ပူပူမွှင်းမွှင်းငါးပြုတ်လေးခတ်ထားပါရှင်။ငပြာရည်စိမုတ်ဖတ်တုံလေးရဲ့ငပြာရည်ချက်မုတ်ဖတ်တုံနဲ့ငါးပြုတ်လေးစားကြပါအောင်ရှင်။မုတ်ဖတ်တုံနှမျိုးကလေချင်းငယ်ဆက်အရသာတူတယ်ဆိုပေမဲ့လို့ပေါ့နော်။ငပြာရည်ချက်နဲ့တုတ်တာကချို့ချင်းငန်ဆက်လေးနဲ့နေပါတယ်။မပြာရည်စိမ့်နဲ့အကျန်းတုတ်တာလေးကလည်းတမျိုးစားလို့ကောင်းပါရဲ့ရှင်။မပြာရည်မုတ်ဖက်တုံလေးကြီးစားပြီးရင်လည်းငါးပြုတ်လေးတောက်လိုက်ရမှာပိုလိုက်ဖက်တာပေါ့နော်။ မနက်စာနေနေ့နေ့ခင်းနေမှာဆိုရင်အစာပြေနေနဲ့မုတ်ဖက်လေးကိုဒီလိုလေးတုပ်စာလေးရှိပါတယ်ရှင်။မပြာရင်မုတ်ဖက်တုပ်လေးနဲ့ငါးပြုတ်လေးကြည့်ပြီးတော့အိမ်လန်းပြေချမယ်လို့မျှော်လင့်ပါတယ်။အိမ်လန်းနေကြသူတွေအားလုံးလည်းအမြန်ဆုံးအိမ်ပြန်နိုင်ကြပါစေလို့အိမ်လန်းစာအဖွဲ့သားရန်ကြီးဆုတောင်းပေးလိုက်ပါတယ်ရှင်။